ုတိယတုတ်တာမြတ်စွာဘုရားတာယုတ်ပါဠိတော်မှာဟောကြားခဲ့တဲ့ဒုတိယတုတ်တာဒုတိယတုတ်တာဆိုတာနှစ်ယောက်မြောက်အဖို့ကောင်နှစ်ယောက်မြောက်အဖို့ကောင်ကိုအဓိကထားပြီးတော့ဟောကြားတဲ့တုတ်တာဒိဋ္ဌနာတော်တချိန်သောအခါမြတ်စွာဘုရားတော်အထိပြည်စီတော်ကျောင်းတော်မှာတရင်တော်နေ တဏိသောခါညတန်းရောင်ညတန်းကောင်းရောင်အချိန်မှာကိုရောင်ကိုဝတောက်ပါစွာနဲ့ငါသားတယောက်မြတ်စွာဘုရားထံရောက်လာမြတ်စွာဘုရားကိုရှိခိုးဥချပြီးတော့သူညာနဲ့မှမရှင်းတဲ့မျိုးကုန်တုံးခုလျောက်ထားပါလေမြတ်စွာဘုရားယခုလောကမှာအဖို့ကောင်းဆိုတာဘယ်သူပါလဲဖေဟာ မြတ်စွာဘုရားဆရာကောင်းဆိုတာဘသူပါလဲခင်ဗျာမြတ်စွာဘုရားဆင်းရဲဒုက္ခတို့မှာလွတ်မြောက်ရပျော်မွေ့စရာအကောင်းဆုံးအယတ္တိတာဆိုတာဘယ်အယတ္တိတာပါလဲခင်ဗျာလို့မိဂွန်တုံးကိုလျှောက်ထားပါတယ်အဖေါ်ကောင်းရဲ့ဆရာကောင်းရဲ့အယတ္တိတာကောင်းရဲ့လို့မိဂွန်ကတည်းကလျှောက်ထားလိုက်ပါတယ်မြတ်စွာဘုရား နာတာကဂါထာတပုတ်ဖြင့်ရှောက်ထားတဲ့အတွက်ကြောင့်မြတ်စွာဘုရားလည်းဂါထာတပုတ်ဖြင့်အစဉ်တိုင်းမဲ့ချက်ချင်းပြန်ဖြေလိုက်ပါလေတမ္ပိတဉာဏ်ရှင်ဖြစ်ဒီအားလို့သာချက်ချင်းမဲ့ပြန်ဖြေပြီးလိုက်ပါလေသရဒုတိယပုရိသတာဟောတိပညာစေနာပတာတတိနိဗ္ဗာန်အဘိရတောမိစ္ဆောတ္တဘဒုက္ခမုစရီလို့ဖြေလိုက်ပါလေ တရားဆရာတရားတန်ခါကံကံဇူဒီငါမျိုးကိုယုံကြည်အားကိုတော့တရားတရားဒီပရိသတာပုဂ္ဂိုလ်တ attva ဤဒုတိယနှောင်းမြောင်းသောဖော်ကောင်းဒီဟောဒီဖြစ်၏ဉာဏ်ပညာသည်ဤနိုင်ပုဂ္ဂိုလ်တ attva ကိုပတ္တာတ္တိအမြဲမပြတ်ဆုံးဆုံးမှ၏နိဗ္ဗာန်ပြည်တော်နိဗ္ဗာန်၌ငွေလျောသောအမေသော ပုဂ္ဂိုလ်တ attva သည် သဘာဒုက္ခဆင်းရဲဒုက္ခမြတ်မှပမုစတိလိုရ၏ဤဤသောဘုရားမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူလိုက်ပါပေသတည်းမောင်တတအဖို့ကောင်းဆိုတာတခြားမဟုတ်ဘူး ဖရာတရားတန်ခါခန်းကိုင်းတို့ဒီငါးမျိုးယုံကြည်အားဖြင့်တရားတရားပဲသမောင်တတာဆရာကောင်းဆိုတာတရားမဟုတ်မိတ္တဓမ္မရှိနေတဲ့အတိလိမ္မာဉာဏ်ပညာပဲရှင်ရဒုက္ခမှာလူမြောက်ရာပျော်မှုဆရာကောင်းသောအယတိတာဆိုတာတရားမဟုတ်နိဗ္ဗာန်ဤသောအယတိတာပဲလို့မြတ်စွာဘုရားချက်ချင်းပဲပြန်ဖြေကြားပြလိုက်ပါတယ် သင်္ဃာတာ၆တန်တည်းလို့တရားနာပြည့်တမ်းထံရောက်လာတယ်။အဖို့ကောင်းရဲ့ဆရာကောင်းရဲ့အယတိတာကောင်းရဲ့၃မျိုး။မြတ်မောင်မှရှိနေတဲ့အဖို့ဒီမိဝရီဆွေမျိုးညီကောင်းတို့မာရီဇနီးမောင်နှံနေအဖို့ဒီပဲ။အင်းတောင်ရှင်တို့ကတော့အထူးအဖို့ကောင်းပဲ။ နဲ့ကိုတူကိုတိုင်ပင်စရာကြီးနဲ့တိုင်ပင်ပြောစရာကြီးနဲ့ပြောအဖို့ကောင်းမယ်အဖို့ပဲမြတ်မောင်ဘုရားမှာကအဖို့ဒီရှိကြတာပဲဆရာတော်တန်ခေါတဲ့တပည့်အဖို့ဒီရှိကြတယ်တပည့်ဒီရဲဆရာတော်အရင်တော့အပေါင်းမှီးပြီးတော့အနေကြရတယ်အဲ့ဒါမျိုးကိုကိုလိုမြတ်စွာဘုရားအဖို့ကောင်းလို့မဟောဘူး ဘာဘုရားခေါ်ကောင်းလို့ခေါ်တယ်မူလတဏ္ဍာမှာရှိနေတဲ့ဖရာတရားတန်ခါကံကံယေချိုဒီငါမျိုးယုံကြည်အားဖို့တဲ့တရားတရားဒီတာလဲမိတို့ရခေါ်ကောင်းအစ်စ်ပဲတဲ့။အမင်းတို့လည်းလို့ဆိုတော့ဒီတရားတရားကနိဗ္ဗာန်ချမ်းသာတဲ့အောင်ပူပီးနိုင်တယ်ပူပီးနိုင်တဲ့အတွက်ကြောင့်ကောင်းတော့ဖို့ပဲလူပြင်းနေပြီးမြမပြီးနိဗ္ဗာန်ထိအောင်ပူပီးနိုင်တော့ခေါ်ကောင်းလို့မဆွရပါဘူးလား။ ယခုမြန်မာမှာအချင်းလေးတဲ့ဒီဘုံကောင်းတို့ကဆင်းရဲညာတိတိဘုရားတွေဒီတဘွားအတွက်ပဲအဖို့ကောင်းဖြစ်နိုင်ပါလေဒီဘွားအတွက်တောင်မှအကြောင်းမြင့်တဲ့အခါမှာအဖို့ကောင်းဖြစ်တယ်အကြောင်းမြင့်ညွတ်လို့ရှိရင်အဖို့ကောင်းမဖြစ်တော့ဘူးသူနဲ့တိုင်မင်းလို့မရဆင်းရဲလို့မရတော့ဘူးဟောကောင်းအစ်စ်ကတော့ မိထဏ္ဍမှာရှိနေတဲ့တရားတရားပဲမြတ်စွာဘုရားဖြေကြပါတယ်အဖို့ကောင်းဟာသတ္ထာသာမှန်စွာဖြစ်ပေသည်အဖို့ကောင်းဟာသတ္ထာသာမှန်စွာဖြစ်ပေသည် တရားကြီးတယ်နောင်တော်ဘုရားတွေကောင်းမြတ်ကောင်းမြတ်ဘုံဘဝတွေပို့ပေးတာလည်းဒီတရားတရားပဲနိဗ္ဗာန်ချမ်းသာရအောင်ပို့ပေးတာလည်းဒီတရားတရားပဲဆိုတရားတရားအကောင်းဆုံးဖို့ပဲလို့မြတ်စွာဘုရားဟောကြားတာတိမ်မှန်ကပါလေမြတ်မောင်မရှိတဲ့အဖော်ဒီဒီဘဝအတွက်အဖော်ဖြစ်တဲ့နောက်ဘဝမှာအဖော်မပါလို့လက်ခဲကြပါအောင်အဖော်ဖြစ်ဖြစ်ခေါ်သွားလို့လည်းရမှန်းရပါရဲ့လား မရဘူးတဲ့အဲ့ဒါနဲ့သတိထားစရာပါပဲမာပြီးရရှိပညာရှိတွေဓမ္မမိတ်ဆွေတွေတူနဲ့တူတွေ့ကြတဲ့အခါနှုတ်ဆက်တယ်မင်္ဂလာပါခင်ဗျာမင်္ဂလာဆိုတာမကောင်းတဲ့ပြိတာအမျိုးမျိုးတွေပျောက်ွယ်ပျောက်ကွယ်တော့မြောက်ကောင်းကျိုးချမ်းသာကောင်းကျိုးချမ်းသာအမျိုးမျိုးတွေရောက်ရှိရောက်ရှိလာရောက်ရှိရောက်ရှိလာစီတတ်တော်မင်္ဂလာ မကောင်းတဲ့ပြည်နာမိမိတို့ပြောက်ခွေပြီးတော့မိတ်ဆွေထံမှာကောင်းမျိုးချမ်းသာမျိုးတွေရောက်ရှိလာပါစေလို့နှုတ်ဆက်တာကောင်းဆုံးနှုတ်ဆက်ခြင်းပဲတဲ့ကဘာကတော့အတူယူရတယ်မကောင်းပါဘူးလားမှန်ပါဗျာဟိုနေတာနေနိုင်ငံဆရာရောက်တော့ငါပြည်ကအမျိုးသမီးနဲ့အင်းဆောင်ကြပြီးတော့နေတာနဲ့အမျိုးသားကြီး သူကတိတ်တဘောကြလူတွေတူတိုင်းတူတိုင်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာနဲ့နှုတ်ဆက်တယ်တဘောကြနော်နော်မင်္ဂလာပါခင်ဗျာဒါတော့ခုပြောခဲ့ပြီးဒီတိုင်းမကောင်းတဲ့ပြစ်ဒဏ်အမျိုးမျိုးတွေပြောက်ွယ်ပြောက်ွယ်ပြီးတော့မိတ်ဆွေထမ်းပါမိတ်ဆွေထမ်းတို့ကောင်းကျိုးချမ်းသာအမျိုးမျိုးတွေရောက်ရှိရောက်ရှိလာပါစေလို့နှုတ်ဆက်တာကိုမင်္ဂလာပါခင်ဗျာတဲ့အကောင်းဆုံးနှုတ်ဆက်ခြင်းပဲ နောက်တစ်ခါလက်ညှိုးလေးတစ်ချောင်းထောင်ပြတယ်မာတိကပညာရှိမိတ်ဆွေသင်္ဃာတွေဓမ္မမိတ်ဆွေလက်ညှိုးလေးတစ်ချောင်းထောင်ပြလိုက်တယ်ဘာလဲလက်ညှိုးထောင်ပြတာဓမ္မမိတ်ဆွေသတိထားပါ နောင်ဘဝအတွက်တယောက်ထဲသွားရမှာတရားတွေပြည့်စုံအောင်ရှာသွားပါလက်ညှိုးလေးတစ်ချောင်းထောင်ပြတာလည်းအထိပယ်မရှိပါဘူးလားမရှိပါဘူး တယောက်ရင်သွားရမှတယောက်ရင်သွားမှသတိထားပါတရားရအောင်ရှာတော့ပါလို့သတိပေးနေတယ်။ဟုတ်ကောင်းလိုက်တဲ့နှုတ်ဆက်ခြင်းရှိခိပညာရှိတယ်မမပြရဓမ္မမိတ်ဆွေနှုတ်ဆက်ဖို့ဟုတ်နဲ့ဒီတစ်ပတ်အတွက်ပဲအဖို့ကောင်းဖြစ်ကြအဖို့ဖြစ်ကြတယ်မိဘတွေဆွေမျိုးညီကောင်းတို့မတွေဒါသမီးတွေဒီတစ်ပတ်အတွက်ပဲဆွေမျိုးဖြစ်တယ်နောက်ဘဝအတွက်ဆွေမျိုးအဲနောက်ဘဝဒီတစ်ပတ်အတွက်ပဲအဖို့ဖြစ်တယ်နောက်ဘဝအတွက် အဖုံမဖြစ်နိုင်ဘူးဆိုတိတ်ထင်ရှားလို့လည်းဆိုပြတရားဒိဋ္ဌနာတော်ရတရားတရားဒိဋ္ဌနာနဲ့မိတို့ရအဖို့ကောင်းအဲ့ဒီတရားတရားလေးမပြတ်သွားရအောင် ခိုင်မြဲစွာတည်နေရအောင်လို့အမထုတ်ရပါဘူးလားတရာတရားနှစ်မျိုးရှိရဲ့ဆလတရာအဆလတရာဆလတရာဆိုတာတုံ့နှုတ်ပြပြတတ်တဲ့တရား အဆလတရာဆိုတာမတုံလို့မပြစ်ပြားတတ်တဲ့တရာဆလတရာဆိုတာဘယ်ပုဂ္ဂိုလ်တွေတဏ္ဍာမှာရှိနေတဲ့တရာတရားကိုဆိုရလေဆိုတော့ဘုရားရှင်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနေတဲ့တရာတရားအကြောင်းမြင့်မြင့်ကြောင့်ပြည့်သွားတတ်တဲ့အရိယာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနေတဲ့တရာတရားတော့ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့ဘူးဒီလိုအားလည်းဘာအကြောင်းကြောင့်မှမပြည့်နိုင်အသက်ဟူသောအကြောင်းကြောင့်လည်းမပြည့်နိုင်တော့နောင်နောင်ဘဝတွေလည်း ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့ဘူးတဲ့ခိုင်မြဲတဲ့တရားတရားဖြစ်သွားပြီအဲ့ဒီခိုင်မြဲတဲ့တရားတရားဖြစ်အောင်ဘုရားနာပိဋကများဘေတရားများအာထုတ်နေရပါလေတတိပဌာဥပဒနာတရားအာထုတ်မှခိုင်မြဲတဲ့တရားတရားဖြစ်တယ်တဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့တရားတရားကိုဘယ်လို့မှအခြားခြားသောပုဂ္ဂိုလ်ရခိုင်မြဲအောင်လုပ်ပြီးလို့မရပါဘူးတဲ့ မိမိကိုယ်တိုင်တတိပဋ္ဌာန်ဥပဒနာတရားကိုအာထုံးမှသောတပတ္တိမညာဘုံညာတို့ရောက်သွားတဲ့အခါခိုင်မြဲတဲ့သရတရားဖြစ်သွားပြီအတက်ဟူသောအကြောင်းကြောင့်လည်းဒီသရတရားမပြည့်နိုင်တော့ဘာအကြောင်းကြောင့်မှမပြည့်နိုင်တော့တတိပဋ္ဌာန်ဥပဒနာတရားမှာဘွားများအာမထုတ်သေးတဲ့ပုဂ္ဂိုလ်တွေပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့သရတရားကိုတော့တကူရှင်နေလေခိုင်မြဲအောင်လုပ်ပြီးလို့ရရလားမရပါဘူးလား မိဘတွေလည်းခိုင်မြအောင်လုပ်ပြီးလို့မရဘူး။တချိန်တော့ခါမြတ်စွာဘုရားကုံဒဒါနလို့ခေါ်တဲ့အရတပါးမှာတရင်တော်လေး။တနည်းသောခါအရှင်မမောက္ကလရဲ့ဆွန်းတကာကြီးကမြတ်စွာဘုရားတမဆွန်းစားလာပြင်းနေ။နှစ်ပြန်ကြလို့သူ့အိမ်မှာမြတ်စွာဘုရားနဲ့နောက်လိုက်တန်ဃာကြီးဆွန်းစားကြွမှုရပြင်းသွား။ မြင်သွားပြီးနောက်ပိုင်းမှာတခါရှင်သူလေးရဲ့မေတော်ဒုဗ္ဗဝါဒမင်းကြီးကလည်းရှင်သူလေးကိုခုနှစ်တိုင်းနဲ့ဝမ်းမှာလည်းခုနှစ်တိုင်းနဲ့ညှင်းညပြင်းမှန်းသွားမွေးဖွားရတဲ့အတွက်ကြောင့်ခုနှစ်တိုင်းနဲ့မွေးနေဆုံးဆက်ကလူတဲ့အတွက်ကြောင့်သူရဲ့အရှင်ယောက်ျားမင်းသားကိုမြတ်စွာဘုရားထာမဆွမ်းသာတော်ပင်ခိုင်းလိုက်ဆွမ်းသာနှစ်ခုဆုံးနေတော့မြတ်စွာဘုရားဘယ်ဆွမ်းသာကများတာသနာအတွက်အကျိုးများမလဲလို့ ဉာဏ်တော်နဲ့ဖြတ်ပြီးတော့ကြည့်လိုက်တဲ့အရှင်သူလိဟာနောင်သောခါမသာသနာတော်မှာဓမ္မဘပေါ်များတဲ့နေရာမှာဣတိရရတဲ့ယဟန္တာဖြစ်မယ်မြတ်စွာဘုရားမြင်တော်မူတဲ့အတွက်ကြောင့်အရှင်မမောက္ခလံကိုခေါ်ရောက်လာတဲ့အခါ चित्त မောက္ခလံတည်းသုံးတကကြီးရဲ့ဆွမ်းစားကိုခေါင်းရလုံးမြောက်ရှင်းမြောက်နေကြမှာကြည့်ဖို့ရသွားရှိဆိုင်ရှင်သူလိရဲ့မဲ့တော့ပါဝတာမင်းသမီးကခေါင်းရတိုင်းတိုင်းငွေနေဆိုကမ္မဖြစ်တဲ့အတွက်ကြောင့်ရှင်းပြရမယ် မိတ်ကြလိုက်တော့ရှင်မမောက်လာကြွသွားပြီးတော့ဒကာကြီးကိုမိတ်ကြတယ်ဒကာကြီးတည့်ရွှန်းစားကိုခွန်ရက်လွန်မြောက်ရှင်းမြောက်နေကြမှာကျွေးပြီးတော့ရှင်သူကြီးရဲ့မေတော်သုဘဝတာမင်းမီးကခွန်ရက်တဲ့နိုင်မွေးနေစွန်းကပ်မှာဖြစ်တဲ့အတွက်ကြောင့်တည့်ရွှန်းစားကိုရှင်းရလိမ့်မယ်ဆွန်းဒကာကြီးကမကျေနပ်ဘူးတဲ့သူကအရင်ပြင်ထားတာသူ့ကိုရှင်းရမယ်ဆိုတော့ကျေနပ်ပါမလားကျေနပ်ပါဘူးခင်ဗျာဆရာတော်ခင်ဗျာ ဒီခုနှစ်ရက်တွင်မှတပည့်ရဲ့အတက်ရဲ့တပည့်တို့ရဲ့စီစဉ်ဥစ္စာရဲ့တပည့်တို့ရဲ့ဒရာတရားရဲ့ဒီသုံးပါးမပြတ်သွားရပါဘူးလို့ဆရာတော်တောင်းယူနိုင်သလားတောင်းယူနိုင်မယ်ဆိုလို့ရှိရင်တော့တပည့်တော်ဆုံးသာကိုရွှေ့ပြီးမယ်မတောင်းမယူနိုင်မရွှေ့ပြီးနိုင်ပါဘူးပြန်လျှောက်ထားတော့ရှင်မန်ဘောက်ကလည်းတရားကြီးတရားကြီးရဲ့အတက်ရဲ့တရားကြီးရဲ့စီစဉ်ဥစ္စာရဲ့ ဒီနှစ်ပါးကတော့ခုနှစ်အတွင်းမှာမပြတ်သွားရအောင်ဆရာတော်တောင်းယူနိုင်တယ်ဒကာကြီးရဲ့တရားတရားတော့မပြတ်သွားရအောင်တောင်းယူနိုင်ဘူးဒကာကြီးမတောင်းယူရလိမ့်မယ်ရှင်မမောက္ကလန်ဆိုတာမီရှုမှုပြန်တကောလျှံနတ်ပြည်မှာတပ်ပြီးနဲ့တရားဟောငရဲပြည်မှာဆင်းလို့လဲတရားဟောနိုင်တဲ့ပုဂ္ဂိုလ်ဆုံးကကြီးရဲ့တရားတရားမပြည့်ရပါဘူးလို့တောင်းနိုင်ပါရဲ့လား ယူနိုင်မှုတဲ့ဘုရုရှင်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့တရားတရားအကြောင်းမျိုးမျိုးကြောင့်ပြည့်သွားတတ်တဲ့သူကြောင့်ရှင်မမောကလန်နဲ့တောင်းမယူနိုင်ဘူးခိုင်မြဲတဲ့တရားတရားမရှိသေးဘူးသောတာပန်ဆရာအရိယပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်သွားတဲ့တရားတရားကတော့ခိုင်မြဲသွားပြီတဲ့အဆလတရားအဲ့ဒီအဆလတရားဖြစ်အောင်ဘုရားနာပိတံမြာယောဂီမြာအချိန်ရတဲ့မြာအာထုံနေကြတာ ဘာမြဝါနာဖြစ်เสียမကောင်းပါဘူးလားဘာမြဝါနာဖြစ်เสียကောင်းတယ်အဖို့ကောင်းဆိုတာမိဒါနမှာရှိတဲ့ဘုရားတရားတန်ခါကံခံကျိုးဒီငါမျိုးယုံကြည်အားဟုတဲ့တရားတရားပဲလို့မြတ်စွာဘုရားဖြေကြားလိုက်ပါတယ်ဆရာကောင်းဆိုတာမိတို့တန်တာမှာရှိတဲ့အတိလိမ္မာဉာဏ်ပညာပဲလို့မြတ်စွာဘုရားဖြေကြားပါတယ်ဉာဏ်ပေါက်ပါရှိတဲ့ဆရာတွေဒီပါရီဆရာသမားတွေ ဆရာတော့ဆရာပဲညီမောင်မှတွေ့မြင်နေရတဲ့အခိုက်အတန့်အတူတူကနေရနေထိုင်ရတဲ့အခိုက်အတန့်နဲ့အဆုံးမဩဝါဒပေးနိုင်တယ်ဒါလိုမသွားပါနဲ့ဒီလိုသွားရပါတယ်ဒီချိန်မှမတော်ပါဘူးမသွားရဘူးဒီချိန်ချမှသွားရမယ်ဒီမှုကိစ္စတွေမပြုသင့်ပါဘူးဒီမှုကိစ္စတွေပြုသင့်တယ်ဒီချိန်မှတရားအထုသင့်ပါပြီစသည်ဖြင့်ညီမောင်မှတွေ့နေရတဲ့အခိုက်အတန့်ဒါလည်းညီမောင်မှရှိတဲ့ဆရာသမားတွေအဆုံးမဩဝါဒပေးနိုင်တယ် မြက်ခွဲကိုရောက်သွားပြီတိုင်တစ်ပါးအရာတစ်ပါးကိုရောက်သွားပြီရောက်သွားတဲ့အခါကျတော့မိမိတို့ကဘုရားအဆုံးမပြင်းနေလဲဆိုမိမိတို့မှာရှိနေတဲ့အတိလိမ္မာဉာဏ်ပညာကနေအမြဲတမ်းအဆုံးမပြင်းနေပါဘူးလားဒီချိန်မှာဖျားရှိခိုးတင်ပါပြီဒီချိန်မှာတရားထိုင်နေပါပြီဒီချိန်မှာသွားတင်ပါပြီဒီချိန်မှာအလုပ်ကိစ္စတွေဆောင်ရွက်တင်ပါပြီသတိဖြင့်မိတ္တန္တမှာရှိတဲ့အတိလိမ္မာဉာဏ်ပညာကတည်းက မိမိကိုအမြဲမပြဆုဆုံးမပေးနေတဲ့အတွက်ကြောင့်မိမိတဏ္ဍာမရှိတဲ့အတိလိမ့်မညာပညာဒီကလည်းအကောင်းဆုံးဆရာပဲလို့မြတ်စွာဘုရားဖြေကြားတာဆရာကောင်းဟာဆရာကောင်းဟာဉာဏ်သာဉာဏ်သာမှန်စွာဖြစ်ပေသည်မှန်စွာဖြစ်ပေသည်ဆရာကောင်းဟာဆရာကောင်းဟာဉာဏ်သာဉာဏ် ဖြစ်ပေသည်ကောင်းဆုံးမိတ္တနာမကြီးနဲ့အတိလိမ့်ပါညာပညာမိမိရဲ့အကောင်းဆုံးဆရာပဲမြတ်စွာဘုရားဖြေကြပါတယ်။ဆင်းရဲဒုက္ခတွေမှာလွန်မြောက်ရအောင် ပြောမွေးစရာကောင်းသောအယတ္တိသဆိုတော့ဘယ်အယတ္တိသပါလဲဖျားလို့နတ်သား၆တောက်ကိုမြတ်စွာဘုရားထားတာကိုမြတ်စွာဘုရားဆင်းရဲဒုက္ခမှလွတ်မြောက်ရာပြောမွေးစရာကောင်းဆုံးဆိုတော့နိဗ္ဗာန်ချမ်းသာပဲလို့မြတ်စွာဘုရားဖြေကြပါလေနိဗ္ဗာန်တိတာနိဗ္ဗာန်တိတာပြောမွေးရာပြောမွေးရာမှန်စွာဖြစ်ပေတည်မှန်စွာ ိဗ္ဗာနိတာယောမွေယာမန္တွာဖြစ်ပေသည် ္ခတော့လွတ်မြောက်ရအောင်ပျော်မွေ့စရာကောင်းလို့အယတိတဆိုတာနိဗ္ဗာန်ပဲလို့မြတ်စွာဘုရားဖြေကြားပါဖြေကြားပြလိုက်ပါတယ်နတ်တာဆိုတော့နတ်ပြည်မှာအလွန်ပျော်စရာကောင်းတာ哦နတ်ပြည်နဲ့လူပြည်ဆိုတော့အလွန်ပဲကြွာချသွားပြီတဲ့သွားဖြစ်လိုက်တဲ့အခါမှာတည်းကလူပြည်မှာလို့ကုလဆေလအမိဝန္ဒမဒုက္ခတွေမခံရတော့ဘူးဥပပတ္တိဘဝဆိုတဲ့အတိုင်း ကောင်းနေရအရာတို့ကိုကြားလာသလိုသူရဲ့ဘိမှမှာသူသဖြစ်လိုက်တာပဲစိတ်ပျော်နေတဲ့ပုဂ္ဂိုလ်နိုးလာသလိုတဘဝဖြစ်လိုက်တာလွလွပူချမ်းချမ်းတတာပဲငါသားဆိုလို့ရှိရင်အသက်20ရွယ်သူရဲ့နောက်ဟောတန်သာတွေဝှစ်ဆင်ထားပြီးသားနတ်သမီးဆိုလို့ရှိရင်16နှစ်အရွယ်သူရဲ့နောက်ဟောတန်သာတွေဝှစ်ဆင်ထားပြီးသားချမ်းချမ်းတတာပဲဖြစ်လိုက်တာဘယ်သူမှလာပြီးတော့မပြည့်မြံပြရတော့ တဘဝဓမ္မတရားတဲ့အခါမှာလူပြည်မှာလို့အေးထန်းတရားလွန်ကဲလို့ဒုက္ခတွေနဲ့တွေ့ရတာအဘူဒဏီယလွန်ကဲလို့ဒုက္ခတွေနဲ့ဒုက္ခတွေနဲ့တွေ့ရတာဘယ်လိုလဲမရှိကောင်းဘူးတဲ့ဥရုညာကြီးနဲ့အမြဲတမ်းမျှတာနေသက်တမ်းနေရလဲရှည်လိုက်ကြတာဒုပိယအဲ့နဲ့တွက်လိုက်မှဆိုတိင်းနဲ့တန်းနဲ့ဂရင်းနဲ့ချီလို့အဲ့တည်းရှည်ရတယ်အနိဋ္ဌယုံဆိုတာလည်းဘာတစ်ခုမှမတွေ့ရဘူးတဲ့ဘူရာကိုလည်းမတွေ့ရဘူး နာရာကိုလည်းမတွေ့ရတရားကိုလည်းမတွေ့ရသူ့ရဲ့ဘုံဘဝအားဆိုတော့မှမတင်ရှားဘူးတဲ့တည်တော့လည်းတည်တာပါပဲနတ်သက်ကြွေတယ်တရားနာပိတယ်များမကြောက်ဘူးပါဘူးလားကြောက်ပါဘူးလူကြီးမှလုံးယုတ်ကလကြီးတဲ့ထင်ရှားစွာမကြံခဲ့တော့ဘူးတဲ့မိတော့ကလေးငိမ့်သွားတော့ကောင်းနတ်သက်ကျွေးတယ်နတ်သက်ကျွေးတယ်လို့ပြောကြည်လေးကျွေးကြသွားတယ်သူမိတော့ကလေးငိမ့်သွားတော့ပျောက်သွားတာပဲတဲ့ ။တဖြူနေဆိုကံအဟုံကအလွန်ကြီးမားတဲ့ဘုံဘဝဖြစ်တယ်။ကာမဇာယုတ်တရားအလွန်များတော့ကုဏ္ဏရက်ခါမိတော့လင်းငင်းနေလို့ပဲ။ဒုက္ခလက်ကြီးကမကြံတော့ဘူးတဲ့။ဘူရာဟုလည်းမတွေ့ရ၊နာရာဟုလည်းမတွေ့ရ၊ဒေရာဟုလည်းမတွေ့ရအလုံးပြောမှုစရာကောင်းအာယုန်ကြီးနဲ့ဆန်းကျင်လိုက်တာလူကြီးမှတခါမှမတူဘူးတဲ့အာယုန်မျိုးကြီးရဲ့ စင်ဒီအနတ်နေအတန်နေအရသာတွေတွေ့တည်းအာလုံးလူပြည်မှာမကြုံမှုမတွေ့ဘူးတဲ့အာယုံဆန်းတကြယ်တွေပဲတွေ့နေရပျော်နေကြတယ်တဲ့အဲဒီနတ်ပြည်မှာပျော်နေလို့ရှိရင်ဆင်းရဲဒုက္ခတွေမှာလွတ်သွားနိုင်မလားမလွတ်သွားနိုင်နေဘူးလားလို့သူညာထဲမှာမရှင်းတော့ဘုသူ့ကိုရှောက်ထားပါလေမြတ်စွာဘုရားကိုရှောက်ထားတယ်မြတ်စွာဘုရားလွတ်နိုင်တယ်လို့ပြောသလားမလွတ်နိုင်ဘူးလို့ပြောပါလားလွတ်နိုင်တယ် တိတ်ဆိုမပြောနိဗ္ဗာန်ချမ်းသာတာလည်းပြောမွေးစရာအကောင်းဆုံးနတ်ပြည်မှာပြောမွေးနေတော့ဈေးဒုက္ခအမျိုးမျိုးတော့မလွတ်နိုင်သေးဘူးဆိုတဲ့အဓိပ္ပာယ်ဟောလွင်နေတဲ့လူပြင်းနေတော့အလုံးကွာခြားသွားလို့မပြောမွေးစရာတော့ကောင်းပါလေဒါနဲ့မြားသွားပြန်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ကြီးမိသွားကြတာများပါလေတဲ့ အာယုံမျိုးမျိုးရဖုံးလွှှဆန်းနေခြင်းဖြစ်တဲ့အတ္တိအိထိုင်အောင်ရဖုံးလွှမ်းလိုက်တဲ့အတွက်ကြောင့်မိပြီးတော့တဘွားလုံးပြုံးပြီးတော့ဘဝကုံဆုံးတတ္တကုံတော့ဘယ်ရောက်တာများကြလဲဆိုတော့အပေလီဘုံကပြန်ရောက်တာများပါလေအပေလီဘုံကရောက်တာပဲများတယ်အထာရာဆရာကြီးဖွင့်ပြတယ်ဒကတိကတုတ်တန်ဒေသနာတော်မှာနတ်တည်းလဲဒီလိုပါပဲနတ်ပြည်ကနေပြီးတော့ သူပင်ကွယ်လွန်သွားပြီးတော့နတ်ပြည်မှာပြန်ဖြစ်တဲ့နာတန္တာသမီးရိယာမြတ်စွာဘုရားလက်ထဲမှာတင်ထားတဲ့မိမှုလောက်ပဲရှိရယ်။နတ်ပြည်ကကွယ်လွန်ဆုရသွားတော့ရေတိချာပိဋ္ဌာသူရေကတိတော့ဗေဒိမုံကိုကြားသွားတဲ့နာသမီးနာသားရိယာတော့မာပြည်ကြီးမှာရှိတဲ့မိမှုလောက်များပြားတယ်တဲ့။ဒီလောက်ပဲပြောကြတယ်တဲ့။ဒီလောက်ပဲပြောကြတယ်တဲ့။တရားနာပိဋ္ဌာများလည်း အဲ့ဒီနပြီကိုရောက်လဲရောက်ခုကြမှာပါပဲအခုလဲအမှန်တမ်းပြောရမယ်ဆိုရင်တော့နပြီပဲရောက်ဖို့များနေတယ်။ဘယ်ရောက်ကြမှာလဲ။လူပြီတော့ကြောက်လှပါပြီ။ဒုက္ခတွေကများလုံးလုံး။ပရိယေဒနာရှားမြဲဒုက္ခတဘဝဓမ္မနေရတာလဲဒုက္ခမျိုးမျိုးတွေရ။ဘူရတဲ့ဒုက္ခနာရတဲ့ဒုက္ခလဲသင်ရှားတော့လူပြီတော့တဲတော့မှဖြစ်ချင်တော့ ဖြစ်ခြင်းတဲ့ဘုရားနေမလားမရမလားနေပါဗျာနှပ်ပြီးမှပဲသွားဖြစ်ဖို့ကများတယ်မြန်မာလည်းမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဇံမရဘူးအခုကိစ္စဇံရတဲ့ပုဂ္ဂိုလ်ကရှိမရှားပါဘူးလားမရှိသလောက်ကိုဖြစ်တော့မြန်မာလည်းမဖြစ်နိုင်ဘူးမြန်မာသွားဖြစ်မလို့နှပ်ပြီးမှပဲဖြစ်ဖို့များနေပြီနှပ်ပြီးမှသွားဖြစ်လို့မိနေရင်တော့နေရာမှကြာမှကြာပါတော့မလားမရပါဘူးဗျာဘယ်ပြန်ရောက်သွားမလဲ နိုင်ရောက်သွားပြီတော့အထုသတိမထားနိုင်ရပါဘူးလားလူပြည်တရားမပါသွားဘူးတာဝန်ကညာဒီမပါတော့ဘူးတရားမပါတော့ဘူးဆိုတော့မိဘူးပါပဲမရတယ်တော်ပါမီရင့်တဲ့ပုံကိုယ်တွေမိနေကြတယ်တော့တရားပါသွားဖို့အခုထက်ချူတင်တော့အာမထုံနေရပါဘူးလားမထုံနေရပါဘူးမထုံနေတရားပါသွားရင်တော့ခိုင်မြဲတဲ့တရားတရားဖြစ်သွားပြီ သောတာပန်ဖြစ်နေ납ပြီးရောက်သွားရင်တော့ကြောက်စရာလိုပါသေးလားကြောက်စရာမပါဘူးဗျာတံဘောဓိပရာယံတော့အထက်မဲ့သုဒ္ဒရာဒီလျောင်အထက်မဲ့ကုသရောက်သွားတော့မှာဘလောက်ပဲပြောပြောဘလောက်ပဲမိမိအပေချနိုင်တော့အောင်တော့ပြောနိုင်ပါသေးလားပြောနိုင်ပါပါဗျာပေချနိုင်တော့မိပါသေးလားမိပါပါဗျာမိနိုင်တော့ဘူးဒါတော့နေဆုံးတော့သောတာပန် အစ်လောက်ရောက်ထားရင်တော့ပိုစိတ်မချရပါဘူးလားပိုစိတ်ချရတယ်။နှက်ပြချရင်တာဝန်ကညာပါသလိုသတိရတယ်ဆိုလို့ရှိရင်တော့လေတရားရှုမှတ်လိုက်မယ်ဆိုတော့ဒုက္ခိတ္တအတွင်းမှာပဲတမက်တခုရသွားနိုင်တယ်လူပြင်းမှလို့နှစ်လသုံးလတို့အာမထုတ်ရတော့ပါဘူးတဲ့အဖြစ်လို့လေဆိုတော့ဥပပတ္တိဘဝဖြစ်လို့ဉာဏ်ကအလွန်ထက်မြက်တယ်တဲ့ဒုက္ခိတ္တအတွင်းမှာပဲသောတာပန်တရားခံစသည် တကွေးတစ္ဆာအတွင်းမှာပဲသောတာပန်တရားခံစသည်ဖြစ်သွားနိုင်နေဖြစ်သွားတဲ့တရကားရှိနေကြတယ်တဲ့အဲ့တော့တရားပါသွားဖို့ပဲအဓိကပါပဲရောက်ဖို့ကတော့နတ်ဖြီရောက်ဖို့များနေတယ်တရားပါသွားဖို့ခိုင်မြဲတဲ့တရားတရားတဲ့နတ်ဖြီတို့ရောက်သွားဖို့ကတော့ဘယ်တရားများချင်းရပါမလဲဒါနလောက်နဲ့လဲ သီလလောက်နဲ့လေမရနိုင်ပါဘူးခင်ဗျာသမထလောက်နဲ့လေမရနိုင်ပါဘူးခင်ဗျာမရနိုင်ဘူးခိုင်မြဲတဲ့တရားတရားဖြစ်ဖို့တော့သတိပဋ္ဌာန်ဥပဒနာတရားအထုံးမှပဲခိုင်မြဲတဲ့တရားတရားဖြစ်နိုင်တယ်လို့တရားနာပိဒံမြေယုံကြည်ပြီးသတိပဋ္ဌာန်ဥပဒနာတရားတွေအထုံးနေကြခိုင်မြဲတဲ့တရားတရားရှိတဲ့သောတာပန်ဖြစ်လို့ရအောင်ကျူးစားပြီးတော့အထုံးနေကြတယ်အလုံးဝမြဝန္တာ ဖြစ်เสียကောင်း ညာယတအဓိကမာယနိဗ္ဗာန်တသစီကရိယာယယရိဒံဆက်တရောတတိပဋ္ဌာနာယရိဒံယိမေဆက်တရောတတိပဋ္ဌာနာအကျင်ကာယဝိရဏစိရဓမ္မာဓိဝတိပဋ္ဌံတရားလေးပါးတို့ဤတန်တိရှိကြကုန်၏အယံဤကာယဝိရဏစိရဓမ္မာဓိဝတိပဋ္ဌံတရားလေးပါးအကျင့်လန်းစဉ်သည်ညာယတအပေရကဝပစိနိုင်သောအရိယမေကိုအဓိကမာယရာခြင်းငှာဤကံတော်မေကော နှစ်ကြောင်မဲ့ဘဲတစ်ကြောင်နဲ့တော်ချင်းလမ်းကြမည်ဒီနိဗ္ဗာန်နာသဆင်းခါတိုင်းချုပ်ငင်းရပြီတဲ့နိဗ္ဗာန်ချမ်းသာကိုပျော်မွေ့စရာအကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုတသိကရိယာယာမြမောက်ကြည့်ချင်းမှာဧကန်တော်မေကိုနှစ်ကြောင်မဲ့ဘဲတစ်ကြောင်နဲ့တော်ချင်းလမ်းကြမည်ဒီဤဤသောဘဂဝါမြတ်စွာဘုရားသည်ဩဇာกรุณาရှိသောပညာအခြင်း ဟောကြားတော်မူခဲ့ပါပြီတည်ကျန်တာပိဒါမြတ်ချင်းချင်းအထုံကြရဲ့ကာယဝေဒနာစိတ္တဓမ္မဒီဝတ္တိပြန်တရား၄ပါးအကျင့်နှမ်းစဉ်ဘုရားသနာအကျင့်နှမ်းစဉ်ဟာအမေတကားကိုပိတ်ဆိုင်နေတဲ့အရိယာမေတ္တူရိယာပူရိုရရှိသွားမှုရာတရားနဲ့တော့အကျင့်နှမ်းစဉ် ဆင်းရဲခါတဲ့ချုပ်ငြိယာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားမှုရာပျော်မွေ့ရာအကောင်းဆုံးဆင်းရဲခါတဲ့ချုပ်ငြိယာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားမှုရာလည်းတရားနဲ့သွားချင်းလန်းစဉ်လို့မြတ်စွာဘုရားဟောကြားခဲ့ပါတယ်အဲ့ဒါကိုယုံကြည်ပြီးအခုတရားနာပိဿများတော်ခင်းညိုသမီးမူဆန္ဒကြောင်းတဲ့တော့အခုတရားနာပိဿများအချိန်ရလည်းမြတ်ဘဝမြတ်အထုံနေရတာဘဝမြတ်ဝန္တာဖြစ်เสียမကောင်းပါဘူးလား ဖြစ်เสียကောင်းတယ်ပရိယာမဲ့တွေပရိယာမဲ့တွေညလောဘိညလောဘိကျင့်နေတတိပဋ္ဌံပရိယာမဲ့တွေပရိယာမဲ့တွေညလောဘိညလောဘိကျင့်နေတတိပဋ္ဌံညလော အသိတ်ပြည့်စုံတော့ပါ၏ကျေသူရင်ဒီခုခါ၌ဒုတိယသုဒ္ဓတရားကိုနာကြရသဖြင့်နာကြရသောအတိုင်းလိုင်းနာခြင်းချပေါ်များအထုံနိုင်ကြပြီလေမိမိတို့လိုရှိရတောင်းတတဲ့တရားများတို့ကိုဒုက္ခခန္တိအင်းကြီးညာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကို လွယ်ကူသောအချင်းချင်းလင်းမြန်းစွာဆက်ရောက်၍မြတ်မောပြုနိုင်ကြပါစေကုန်တည်း